မင်္ဂလာပါမင်္ဂလာပါဟိုဆရာမပရမအောင်နေနေလေးမနေ့ကရခိုင်ပြည်နယ်ပြန်မှာပေါ့ပြန်ကငါတို့ကမနေနေကလေးခုလောက်ပါခဲ့ပါရဲ့သူကအေးရှိနေရကလည်းကချင်ပြည်နယ်ပြုတ်နေတာမှာလေပြန်ကငါတို့ကမပြန်နေကလေးခုလောက်ပါခဲ့ပြီဆရာမဒီငလင်းနေရလေးမလင်းငလင်းနဲ့မလင်းငလင်းကြီးရဲ့နောက်ဆက်တဲ့ငလင်းလေးလို့ပြောလို့ရတာဆရာမအမောတီချာလောက်ွားတဲ့ငလင်းလေးလားအဲ့ဒါလည်းနေနေလေးကြည့်ချင်ပါအင်းအဲခုပြောသွားတဲ့ငလီနေကဒီရခိုင်ဘက် option ဘက်မှာဆိုတော့ကြောက်ဖြူမှာပေါ့လေအဲမှာလှုပ်သွားတာ နောက်အကချင်းပြီးမှတုံသွားတယ်ဆိုတဲ့ဟာတွေကတီးကြသခိုင်းပြိုင်ရင်းနဲ့မဆိုင်ဘူးသူကကချင်ကကချင်ကတော့သခိုင်းပြိုင်ရင်းနဲ့မဆိုင်ဘူးလို့ဆိုမဲ့သခိုင်းပြိုင်ရင်းကမြောက်ဖက်ကချင်ဘက်တော့ကစားတာဆိုတော့သူအဲ့ဒါတော့နည်းနည်းသူနဲ့သက်ဆိုင်တယ်ဒါပေမဲ့ရခိုင်မှာတုံသွားတယ်ဆိုတဲ့ဟာကတော့သခိုင်းပြိုင်ရင်းနဲ့လုံးဝမဆိုင်ဘူးအတူကတီးကြပဲသူသူ့အကြောင်းကတော့ပြီးတော့မှဆက်ပြောသွားမယ်ဟုတ်ဒီမှာဖုန်းလုံးရှိုံနဲ့ဘာပဲလို့လို့အလွယ်လေးမှယူနိုင်မယ် mercury.shoppingapp mercury မှာဘာပဲလုပ်လို့ရနိုင်ပြီနော်တိဖုန်းနဲ့အကောင်းဆုံး shopping မှာ mercury your shopping partner ဟုတ်ကဲ့60မိနစ်လောက်ကညာချစ်တော်မရှိရှိရဲ့ဒီအာကန်အကွက်ဆွဲကနေလောက်ပြဲလို့ကျွန်တော်ဖတ်ရတယ်။ဟိုပြည်ရှင်သားလေးကမှအဲ့နေရာမှာဘလုံးမလီပြည့်ပြီးရှိနေတယ်။လက်ရှိအနေထားကဘလို့ရှိပါလဲခင်ဗျ။ဟုတ်ပြီ။ အဲ့တော့ဒီအဲ့ဒီပြောသွားတဲ့ဒီ1762အရခံပြိုက်ပြီဆိုတာကတော့သခိုင်းပြိုက်ရေးနဲ့ဘာမှပတ်သက်မှုမရှိဘူး။ဘာလို့မရှိဘူးလို့ပြောရဲဆိုတော့ဒီဒီသခိုင်းပြိုက်ရေးမှာကသူကကုန်းပေါ်မှာကုန်းတွင်းပိုင်းเนาะအခုပြောသွားတဲ့ဒီအရခံပြိုက်ရေး1762ကအာကုန်းပေါ်မှာလည်းလုပ်တယ်ဒါပေမဲ့ပြိုက်ရေးရထောက်တာမဟုတ်ဘူး။သူကသူ့ကိုခေါ်တာကြီးရဲ့ subtraction ဆိုတာ ဒီအခုဒီကျတို့ပြောနေတယ်ကြောက်ထူးကြကြောက်ထူးကြဆိုတော့အထူးအာကီလိုမီတာ200ရှိတယ်900ရှိတယ်အဲ့ဒါတွေရတဲ့အများကြီးပဲဒီကဘာကြီးကိုဖုံးအုပ်ထားတာရှိတယ်အဲ့ဒီဖုံးအုပ်ထားတဲ့ထဲမှာဒီဘက်မှာရှိနေတဲ့ဒီအိန္ဒိယပင်တွေပေါ့နော်အိန္ဒိယသမုဒ္ဒရာထဲမှာရှိတယ် subduction ဆုံးကမြန်မာမှာလည်းရှိတယ်ဒီအောက်ဘက်ကဒီအင်ဒိုနီးရှားမှာလည်းရှိတယ်အဲ့တော့အသေးချာပြောမယ်ဆိုလို့ရှိရင်ဒီအဲ့ subduction ဆုံး သူ့ကိုနာမည်ပေးထားတာတော့ဆွန်တာဆွန်တာဆပ်ပလိုက်ရှင်းဆုံးလို့ခေါ်တယ်။သူကဘယ်လောက်ထိရှိတယ်ဆိုမိုင်၈၀၀အရှိရှိတယ်။မိုင်၈၀၀အရှိကဘယ်ကနေစပြီးတော့ပြောမလဲဆိုလို့ရှိရင်ဒီအင်ဒိုနီးရှားကျွန်းဆွေတွေရှိတယ်။သူတို့ရဲ့ option ဘက်ကနေပြီးတော့စပြီးတော့လာမယ်ဆိုလို့ရှိရင်နောက်ဘက်ကိုဆက်လာဆက်လာပြီးတော့ဒါမြေပုံကိုမျက်စိထဲမှာနည်းနည်းကပ္ပမြေပုံမျက်စိထဲမှာနည်းနည်းကြည့်ကြည့်လိုက်ပေါ့အဲ့တော့ဒီဘက်ကိုအနောက်ဘက်ကိုဆက်လာပြီးလို့ရှိရင်ဆူမာထရာရောက်လို့ရှိရင်ဆူမာထရာကျွန်းရောက်လို့ရှိရင် Sumatra ကျွန်းရဲ့ offshore offshore နာနေကပ်ပြီးတော့တက်သွားတယ်တက်လာပြီးတဲ့အခါကျတော့ဘယ်ကိုရောက်လာလဲဆိုရှင်မြောက်ဘက်ကိုတက်လာတော့ဒီမြန်မာနိုင်ငံ offshore ဘက်မှာရောက်လာတယ် offshore ဆိုတဲ့အခါကျတော့အခုလောက်သွားတဲ့ငလေးမျိုးပေါ့အဲ့ဒါတွေကဒီ offshore မှာလောက်တာလေပြီးတော့သူကဘယ်ကိုတက်သွားတယ်ဆိုကုန်းတွင်းပိုင်းကိုဝင်သွားတယ် Bangladesh နောက်မြန်မာမြန်မာပြည်မြောက်ပိုင်းဒီ Cambodia မြန်မာပြည်ရောမော်လိုက်တို့ နောက်6ဒူဒါတို့ရှိတယ်ပဲကိုစင်သွားအရှိအားဖြင့်ဆိုလို့ရှိရင်မိုင်း8000အဲ့ဒါကိုဒီပိုင်းခြားပြီးတော့ထားတယ်ပိုင်းခြားပြီးတော့ထားတယ်ဆိုတာကတော့ဒီဒီဟာနဲ့ပတ်သက်ပြီးပြောမယ်ဆိုလို့ရှိရင်မိုင်း8000ရှိတဲ့အရှိယူဒီတိုင်းပြောလို့မဖြစ်ဘူးသူဖြစ်တဲ့နေရာပေါ်မှာမူတည်ပြီးတော့နာမည်လေးတွေပေးထားတယ်အဲ့နာမည်လေးတွေကအလုံးပေါင်းဒီဟွာရှိတဲ့8ပေါ့ segment လို့ပြောတယ် segment ရှိခုအပိုင်းအပိုင်းအပိုင်းလေးတွေပြောလို့ရှိရင်ဒီအင်ဒိုနီးရှားဘက်ကနေစလာမယ်ဆိုလို့ရှိရင်ဒီသူတို့ဘက်မှာခေါ်တဲ့နာမည်ကတော့ရှိတယ်ဘတ်တူ segment နော်တပြေးပြေးဒီဘက်ကိုလာ Sumatra segment ဆိုတော့ Sumatra ဘက်ရောက်လာမယ် Sumatra ဘက်ကနေပြီးတော့မြန်မာပြည်ကြတော့မြန်မာပြည် offshore segment ဆိုတာတတ်တတ်ရှိတယ်နောက်ပြီးတော့ African segment နောက်တစ်ခုကအပေါ်ဘက်ကဒီ Tripura segment နောက် Naga segment အပေါ်ပါစားလို့ရှိရင် Naga segment, Tribhuja segment, Arakan segment, Offshore segment, အဲ Sumatra segment ဒီဘက်ကိုဆက်သွားလို့ရှိရင် Batu segment ဆိုပြီးတော့ဟိုဘက် Indonesia ပဲအလုံးပေါင်းမိုင်ပေါင်း၈000 segment က၈ခုရှိတယ်။အဲ segment နေရာတဲ့ငလီနေလှုပ်ဖူးခဲ့တာကြီးပဲ။အဲ့တော့သူသူ့ကိုနာမည်ပေးထားတာတော့ Sunda Subduction Zone လို့ခေါ်တယ်။သူကတော့ပြိုက်ရိုက်လို့မဟုတ်ဘူး။သူကပြိုက်ရိုက်လို့မဟုတ်ဘူး။သူက တောက်ထူးကြတယ်ပလိတ်တွေအဲ့ပလိတ်တွေ ਨੇ ဟိုအပေါ်ပလိတ်တွေကိုပိုင်းခြားပြီးတော့ပြောသွားတာသူအပိုင်းပိုင်းလိုက်ကိုသူကငလင်းလှုပ်သွားတယ်အဲ့တော့ဒီရှစ်ထောင်ရှိတယ်သူတို့ခွဲထားတာရှစ်ခုဆိုတဲ့ထဲမှာအစောကနာမည်တွေ ਨੇ ရှိတယ်ဆိုတာလည်းအခုပြောပြီးသွားပြီအဲ့တော့ဒီပြောမယ်ဆိုလို့ရှိရင် 1762A earthquake အကြောင်းနည်းနည်းပြောအောင် 1762A earthquake ကနာမည်ကြီးတယ် ဘာဖြစ်လဲဆိုလို့ရှိရင်သူကြောင့်အသေးအပြောက်တွေအများကြီးရှိခဲ့တယ်။နောက်ဒီ deformation လို့ခေါ်တဲ့ဒီ land deformation ကုန်းကုန်းမြေတွေပြောင်းလဲသွားတာတွေကလည်းအများကြီးရှိတယ်။အဲ့တော့ပထမဦးဆုံးအနေနဲ့ပြောမယ်ဆိုလို့ရှိရင်သူဖြစ်တဲ့အချိန်ကဒီ1760မှာ April 10ရက်ည9နာရီမှာလှုပ်သွားတာ။အဲ့တော့အဲ့9နာရီမှာလှုပ်သွားတဲ့အခါကျတော့ပြက်ပြက်သွားတဲ့ဒီ deformation တွေကပြက်စီးမှုတွေကဘာတွေလဲဆိုရှင် ဒီဒီဥမာအဲရှိတဲ့ဒီကြောက်ထူးချက်မှာ ရှိတဲ့အပိုင်းပိုင်းနေမှာပင်တဲ့ offshore ဆိုတဲ့အတိုင်းကန်းလွန်ပင်တဲ့ဖြစ်တဲ့အတွက်ကြောင့်မလို့သူကန်းလွန်ပင်ရဲ့အောက်မှာရှိတဲ့ဒီကြောက်ထူးချက်ကြီးကဘလောက်တောင်ပင်လဲဆိုလို့ရှိရင်သူကအပေါ်ဝုန်းဆိုတက်လာတယ်။တော့ဒါအောက်ထဲမှာရှိနေတာအနက်ထဲအနက်မှာရှိနေတဲ့ဒီကြောက်ထူးချက်ကအပေါ်ဝုန်းဆိုတက်လာတဲ့အခါကျတော့ဒီပေါ်မှာဒီပင်တဲ့ကန်းကြီးမှာဒီ လုံလုံနေကြတဲ့လေတွေအတော်များများကပျက်စီးတယ်လူတွေအသေးပြောက်များတယ်ဒါတစ်ချက်ပေါ့နော်ဒါကတော့ဒီ uplifting of the landmass ပေါ့အောက်ကနေအင်းတွေကန်းကြီးနေတက်လာအရာလေးလေးရှိရဲ့နောက်တစ်ခုကလည်းဗာလဲဆိုလို့ရှိရင်အဲเจ้าကြီးအများကြီးပေါ်တယ်ဒီနောက်တစ်ခုကမိတောင်ပေါက်တယ်နောက်တစ်ခုကလည်းဗာလဲဆိုလို့ရှိရင်ဒီသူတို့လှုပ်သွားတဲ့အတွက်ကြောင့်မလို့ကန်းကြီးကန်းပင်နေကန်းရဲ့အောက်မှာ ရှင်နေတဲ့ coral reef စီရှင်တယ်။တန်တာကြောက်တန်းနေ။အဲ့ဒါတွေရတဲ့အကုန်လုံးကုန်းမော်ကိုရောက်လာတယ်။ပြီးနေအ내ကနေပြီးတော့အဲ့တော့ဒါတွေကဟိုဥစားဒီလိုလက်လက်လက်တန်းပြောသွားတာတွေမဟုတ်ဘူး။ဒီနိုင်ငံသားအဖွဲ့အစည်းတွေရတယ်ရခိုင်ကိုစတဲ့ area ဘက်ကိုလာပြီးတော့သူတို့ဒီစဟာလုပ်တယ်ပေါ့ research လုပ်တယ်ပေပါတွေလည်းအများကြီးရထွက်ထားတယ်ဆိုတော့ဒါတွေကပြပြီးသားအာ evidence ပြောသွားတာ အဲ့တော့အစောကပြောတယ်လို့ပင်တယ်ကန်းကြပန်ကန်းဒီကန်းကြီးဟာအပေါ်ကိုမြင့်တက်လာတဲ့အတွက်ကြောင့်လို့လူတွေပြောင်းများတယ်အစောလူမိတောင်လည်းပေါက်တယ်နောက်တစ်ခုကအဲကြောင်းနေလည်းပေါ်တယ်နောက်တစ်ခုကဘာရှိသေးလဲဆိုရှင်သူ့ရဲ့လှုပ်ရှားပုံလှုပ်ရှားပုံဆိုဘယ်လိုလှုပ်သွားတာလဲလှုပ်တာတော့ဒီဟာတွေပြောင်းလဲပြီးတော့မြင်ရပါမယ်လို့သူကအထက်အောက်လှုပ်တာအထက်အောက်လှုပ်တယ်ဆိုတော့အစောကပြောလို့ပင်တယ်ဒီကန်းဟော sorry ပင်လေအောက်ခြေကအပေါ်တက်လာတယ်ဆိုတော့အထက်အောင်လုံးမလုံးလို့ရတာလေပင်လေကြံ့ပြင်းတက်လာတယ်ဆိုတော့အဲ့လိုဟာမျိုးတွေဖြစ်တဲ့အတွက်ကြောင့်မို့လို့အစိုးရလိုပြောတဲ့ဒီ land ဟိုဟာပေါ့ကုန်းပေါ်မှာမြင်နေရတဲ့ဟာတွေကအပြောင်းလဲတွေအများကြီးဖြစ်တယ်လူအသေးပြောင်းများတယ်အဲ့လိုဟာမျိုးဖြစ်ခဲ့တယ်ဆိုတော့ဒါက70အဲ1762မှာလှုပ်ထားတဲ့ဒီအရကာအတ်ကွိတ်ပေါ့အဲ့လိုပြောလို့ရတယ်အဲ့တော့ဒီလိုဟာမျိုးက ဒီနေ့တရှိထီတော့ဘယ်နေရာမှာမှတော့လှုပ်တာတော့မရှိဘူးသို့တော်လည်းပဲကမ်းလွန်မှာမဟုတ်ဘဲနဲ့ကုန်းပေါ်မှာလှုပ်သွားတာတွေကတော့ရှိတယ်2016တုန်းကဒီအပေါ်ဘက်မှာသမတိဆိုတဲ့မြို့လေးရှိတယ်အဲ့နေရာကိုဗဟိုပြုတ်ပြီးတော့တခါလှုပ်ဘူးပဲနောက်တစ်ခုက2016မှာပဲ more light ဆိုတာရှိတယ်ဒီအပေါ်ဘက်ရခိုင်အပေါ်တက်သွားလို့ရှိရင် more light ဆိုတာမြို့လေးရှိတယ်အဲ့မှာတခါလှုပ်ဘူးတယ် နောက်တစ်ခုကဘာလဲဆို6ဒါကတော့ကုံတွင်းပိုင်းရောက်သွားပြီ6ငလင်ကလည်း2016အဲ့တော့အဲ့ဒီနှစ်ထဲမှာဒီမဲ့ဒီ subtraction zone က3နေရာခွဲပြီးတော့လုတ်သွားခဲ့တယ်အဲ့တော့တိတာရကတော့ဒီအဲ6မှာလုတ်သွားတယ်ဆိုတဲ့ဟာကတကယ်ကကုံတွင်းပိုင်းမှာတော့သူကဟိုစာ epicenter အဲ့မှာရှိတာမဟုတ်ဘူး epicenter ကရခိုင်ရိုးမှာတဲ့မှာရှိတယ် မိဘကိုကြိတ်လိုက်လို့ရှိရင်ပြောသွားတဲ့ဟာတွေကအကုန်လုံးရခိုင်ရုံးမတစ်ချောက်ကိုပြောသွားတာပေါ့မြောက်ပိုင်းနဲ့ပင်လယ်ပိုင်းပေါ့နော်အဲ့တော့6မှာထုတ်တယ်ဆိုတော့ epicenter ကရခိုင်မှာဖြစ်တာဒါပြီးတော့ကုန်းတွဲပိုင်းမှာဒါပြီးတော့တွေ့ရတာကရခိုင်အဲ့ sorry 6မှာရှိတဲ့ဘုရားတွေပုဂံဘုရားတွေပြက်တာရှိသွားဘူးလေကြားဘူးမှာပါ2016ဟာထို့အတူပဲမော်လိုက်ပါတယ်အဲ့လိုပဲထုတ်ခဲ့တယ် ဘုရားပထူတွေပြည့်စည်တာရှိတယ်။နောက်သမတိကတော့သူကမြောက်မြောက်ဘက်ကိုနည်းနည်းလေးကချင်ဘက်ကိုပို့ရောက်တယ်။အဲ့ဒီသုံးခုစလုံးရတယ်လှုပ်ခဲ့ဘူးပဲ။အဲ့တော့လှုပ်ခဲ့ဘူးတာက1762နှစ်ပေါင်း250လုံတောင်ကလှုပ်သွားခဲ့တဲ့ငလင်ကြီးကြောင့်ပြည့်စည်တာတရားတော့ပြောခဲ့ထားပြီ။အဲ့တော့အခုဒီ recent ဒီမှာလှုပ်သွားတဲ့5.1 5.1မှာနဲ့မောင်ကျွန်းမှာ အလင်းဘဟုရှိပြီးတော့လှုပ်သွားတယ်ဆိုတဲ့အကြောင်းလေးကတော့ဒီဘယ်ကမှဒီ information မရတော့ပြက်စီးမရှိတော့ဘူးလို့ထင်တယ်ပြီးတော့5.1နဲ့ပြင်းနေအောင်မှလှုပ်တာဆိုတော့ဘာမှတေချာပြပြထားတာမသိနိုင်ဘူးပေါ့လေဒါပေမဲ့ဒီလိုဟာမျိုးအဲဒီပြင်းလေအောင်မှပဲဖြစ်ဖြစ်ဒီကုန်းတွင်းပိုင်းမှပဲဖြစ်ဖြစ်လှုပ်နိုင်တယ်ဆိုတော့ဘောတရားတော့နားလဲဖို့ရှိရပါတော့ဒီဟာကဘာလို့လဲဆိုရှင် လူတွေပြိတ်ပြီးတော့ဟိုပါပေါ့အကျွမ်းတွေမရှိတဲ့ subduction ဆို sunda subduction ဆိုလို့ခေါ်တယ်သူ့ရဲ့အနေထားကဘာလဲဆိုလို့ရှိရင်လွယ်လွယ်လေးပြောမယ်ဆိုလို့ရှိရင်ဒီကျပြောပြောနေတာရှိတယ်ကြောက်ထူးကြကြောက်ထူးကြခဲ့အထူးကဟာလာကီလိုမီတာ900လောက်ပဲထူတာရှိလို့နေရာတော့ထူတာလေးတည်းရှိတယ်သူတို့ကဘာလဲဆိုလို့ရှိရင်ဘာမာပလေးဆိုတာရှိတယ်ဒီစကိုင်းပြည်ရီတို့ဘာလို့ရှိတာဘာမာပလေး ဲ့ဘာမပလိတ်ကဟိုဒုတ်တက်သွားတော့ဒီအိန္ဒိယသူ့ရဲ့အနောက်ဘက်မှာရှိတဲ့အိန္ဒိယပလိတ်ကြီးကသူ့အောက်ကိုထိုးဆိုင်ပြီးတော့ဝင်သွားတာဒါကြောင့်သူ့ကိုခေါ်တာ center subduction ဆိုထိုးဆိုင်ပြီးဝင်သွားတာအဲ့ဒီခါတောင်မလို့အစိုးရပြောခဲ့တဲ့ဒီထမတီတို့မော်လိုက်တို့ချောင်းကလေးတို့အရင်တော့ဆိုရှင်လေလွန်ခဲ့တဲ့နေ့ရာကြီးရာကျော်ပြီးရရှိခဲ့တဲ့ငလေးတွေလည်းရှိတယ်ဒီနာမည်ကြီးတာကတော့1762 ေအရကအတ်ကွေခါနမေအကြီးဆုံးပဲပေါ့အကျန့်ဖြူငလေးနဲ့ပတ်သက်လို့တော့ information တီချက်ဒီမှာသိပြီးတော့မရှိဘူးဘာလို့လဲဆိုတော့ဒီဟာကကန်းတော်လေးပြင်နေတယ်ကျွန်းကမအောင်ကျွန်းမှာဖြစ်တယ်အင်္ဂလိပ်လိုတော့ချက်တူပါချက်တူပါလည်းလို့ခေါ်တယ်မအောင်ကျွန်းမှာဖြစ်တယ်မအောင်ကဘယ်မှာရှိတာလဲဆိုလို့ရှိရင်ဒီစစ်တွေရှိမယ်ဒီဘက်မှာဆိုလို့ရှိရင်အဲတောင်ကုန်းတို့ဘာလို့ရှိမယ်အဲ့ကုန်းပေါ်ကရှိနေတဲ့နေရာရဲ့ option ကျွန်းကျွန်းမှာဖြစ်တာဆိုတော့သူနဲ့ပတ်သက်လို့ဒီ information ကိုဘယ်မှဒီကျဲအချိန်မှာတော့မရှိဘူးပေါ့เนาะအဲ့တော့သူတို့အပြည့်စည်ပိုင်းညာရှိတယ်လားမရှိသလားဆိုတော့ဒီကမ်းမသိဘူးပေါ့အဲဟုတ်ပြီအဲချင်းပြည်နယ်မှာဗပြရွေးရှိတယ်ဆိုတော့မြန်မာနိုင်ငံမှာရှိတဲ့ပြရွေးကြီးတွေရှိတယ်အဲ့ဒီဟာကတော့ဗာလဲဆိုကပေါ်ပြရွေးဆိုတာရှိတယ်ကပေါ်ပြရွေးကဘယ်မှာရှိတာလဲဆိုလို့ရှိရင်ရခိုင်ရုံမှတောင်တန်းကြီးရှိတယ် ောင်ထဲမြောက်ရှိတယ်အဲ့ရဲ့အခြေမှာရှိတယ်အခြေမှာရှိတယ်ဒါပေမဲ့ तू 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 တခြားမှာတုတ်ခဲ့တဲ့ငလျင်ရှိတာတွေကအ내မှာရှိတာကီလိုမီတာဒီအဲတစ်ခဏလည်းရှိရရခဏလည်းရှိရအစောကပြောတဲ့ဇပ်ဒတ်အောက်ကိုထိုးဆိုင်ပြီးဝင်သွားတယ်ဆိုတော့ဒီတောက်ထုတ်ကြိုက်ကြီးရနေကြလို့လို့ငလျင်လောက်တာဆိုအဲ့တခြားမှာလည်းလောက်ခဲ့ဘူးလေအဲ့သမတီယုတ်ဒီမော်လိုက်တို့၆ငလျင်တို့ဆိုတာကဒီအပေါ်ဘက်က ချင်းနဲ့အတက်တဲ့ချင်းပြင်းလေးပဲမှာဖြစ်တယ်ဒါပေမဲ့လို့အဲပြည့်ရည်နာမည်အနေနဲ့ပြောမယ်ဆိုလို့ရှိရင်တော့ကဘောပြည့်ရည်ကဘောပြည့်ရည်ဆိုတာလည်းထင်ထင်ရှားရှားရခိုင်ရိုးမားရဲ့အချိန်မှရှိနေတယ်အဲအဲ့ဒီကအဲ့ဒီမှာလာပြီးတော့ surface မှာလာဖြစ်တာပေါ့တကယ်လောက်တာကတော့အ내အ내ပိုင်းမှာဖြစ်တာအဲအဲ့ဒါကတော့ဟိုစားပါပြည့်ရည်တစ်ခုပေါ့နောက်တစ်ခုကတော့အခုအားလုံးသိထားတယ်စကိုင်းပြည့်ရည် သူကတော့သူကဘောပြရရဲ့အရှိဘက်ကိုရောက်သွားတယ်။အဲ့ဒီကနေအရှိဘက်ကိုဆက်ဒါမဲ့ဆိုလို့ရှိရင်ရံပြီဘက်ကတော်တော်လူတွေလူတွေများထားတဲ့ဒီကြောက်ကြမ်းပြရွေနောက်ပုံချောင်းပြရွေဆိုပြီးတပြေးပြေးဟိုအရှိဘက်ကိုသွားရင်ပြရွေတွေကဒီတောင်မြောက်အရှိတိုင်းရှိနေတာတွေကြီးပဲ။ငလင်းနဲ့လှုပ်ဘူးတလားဆိုလှုပ်ဘူးတာပဲ။ကြောက်ကြမ်းမှာလည်းလှုပ်ခုလို့တယ်။ဟာမေးမျိုးငလင်း8.0နဲ့အဲ့တော့ဟိုဘက်မှာရှိတဲ့ပုံချောင်းပြရွေတွေမှာလည်းဒီရှိတယ် လုပ်ဘူးတဲ့မလင်းနဲ့ဟာပေါ့ record တွေရှိတယ်ပေါ့အဲ့တော့အကုန်လုံးဟာဒီ service မှာရှိတယ်မြေမျက်နှာပြင်ပေါ်မှာရှိနေမြေနေရတဲ့သခိုင်းပြည့်ရီကြောက်ကြမ်းပြည့်ရီကဘောပြည့်ရီဆိုတာလှုပ်တယ်လို့အခုဒီ1760တုန်းကလှုပ်ခဲ့တယ်ဒီ subduction ဆိုငလီကြီးကလည်းရှိခဲ့တယ်သူ့တော့ဒီအဲ့ချိန်ကတော့ငလီတိုင်းတာတဲ့ဒီကိရိယာတွေပါတွေတိတ်ပြီးတော့ကိမစားတဲ့အချိန်မှာသူခမနာကတော့ 10.9လို့ပြောတယ်အင်တာ8.8လို့ပြောတယ်အဲ့တို့တော့ဟာတို့ variation တွေတနည်းရှိသွားတာကတိကျတဲ့ဟိုစားပေါ့တိုင်းတာမှုအဲ့အချိန်ကမရှိတဲ့အတွက်ကြောင့်မလို့ခမန်းပြီးတော့ပြောတာလေလေရှိတယ်ဆိုတော့10.9နဲ့တချို့ပြောတယ်8.8လို့လည်းပြောတယ်ဒါပေမဲ့သူကတော့ကြီးမားတဲ့ငရင်းကြီးတစ်ခုပေါ့ subtraction ဆိုမှလောက်သွားတာ